။ဒါကတော့တခုတွင်းမှာကားထားဖို့နေရာလက်မရှိတာကြောင့်ရှာနေတဲ့နီစာဆိုတဲ့နောက်ဆုံးနှစ်ကျောင်းသူတယောက်ကကားလွတ်တဲ့နေရာတခုကိုလမ်းမြင်လိုက်တာနဲ့ထိုးဖို့လို့ရင်နောက်ကားတစ်စီးနဲ့တိုက်ဆိုင်သွားတာကြောင့်နေရာကိုသူမအရင်တွေ့တာလို့စဉ်းပြီးရန်တွေ့ပါတယ်။တကယ်တော့အဲ့ဒီနေရာကဆရာတွေရက်ဖို့ဖြစ်ကြောင်းစဉ်းပြီးထောက်ပြတဲ့ RS ဆိုတဲ့ဆရာတယောက်ကသူတခြားနေရာပဲသွားထုတ်လိုက်မယ်ဆိုပြီးအလျှော့ပေးကထွက်သွားပါတယ်။ သူမမမှန်တီးသွားလို့နေစာကအာနာနာနဲ့ကြမ်းခဲ့ပြီးတိုက်တိုက်ဆန်းဆန်းရဲ့အတန်းတွေကိုဝင်လာတဲ့ဆရာကလည်းအားရဖြစ်နေတာမို့စာအုပ်တဝဲဝဲနဲ့ဖြစ်နေသူနေစာကိုသူကဒိမတ်နိုင်ငံကနေမာစတာဘွဲယူပြီးပြန်လာတာဖြစ်ကြောင်းဘေးနားကတငယ်ချင်းကပြောပြပါဗါးအတန်းပြီးသွားတဲ့ချိန်နောက်ကလိုက်လာတဲ့နီစာကကာပါကင်ကိစ္စကိုတောင်းမှန်နေတာကြောင့်ကိစ္စမရှိကြောင်းပြန်ပြောကအချင်းချင်းမိတ်ဆက်လိုက်ကြပြီးနောက်ရတဖြည်းဖြည်းရင်းနှီးလာရင်အိမ်ထီတောင်အလဲလာလာတွေပါရှိလာပါတယ် ကိမဟိုးရတာဝါသနာပါတဲ့နိစာတရားမကြီးဘိုးကြောင့်လည်းရှိနေတော့အပြင်ကတကားလာခောက်တဲ့အာရိကိုအငဲမရာနီကသွားဖွင့်ပေးကနိစာစီဝင်လာတာကြောင့်လန့်ပြီးကိမုန်တွေပြုတ်ကျလူဆဲဆဲအာရိကဝင်ဖမ်းပေးလို့လက်အပူလောင်သွားပါတယ်အဲဒါကြောင့်မယ်ဆေးလင်းပေးပြီးနောက်နိစာကိုယ်တိုင်လှူထားတဲ့ကိတ်လေးတွေကိုစားကြည့်ရင်အရသာတွေ့သွားတဲ့အာရိကဒါလောက်ကောင်းလှုပ်တတ်တောင်ကိတ်ဆိုင်လေးဖွင့်ဖို့အစီအစဉ်မရှိဘူးလားဆိုတော့စိတ်ကူးထားတာတော့ရှိပေမဲ့အကြောင်းမပြီးသေးလို့လို့ဆိုပါတယ် ဒီလိုနဲ့မိဘတွေမရှိတော့တဲ့အားရိတ်ကလည်းသူ့အမနဲ့မိတ်ဆက်ပြီးနီစာကလည်းသူ့အမေနဲ့မိတ်ဆက်ပေးကြပြီးနောက်တညမှာမတော်ရသေးတဲ့ရောက်ခမကြီးထံနီစာကိုမိသားဖတ်သားပြီးပြီးတောင်းရလက်ထက်ချင်းချောင်းခွင့်တောင်းလာတော့သူမအနေနဲ့တော့ဘာမှပြောစရာမလိုပေမဲ့တမိပြည့်သူကိုယ်တိုင်ပဲဆုံးဖြတ်ဆိုတော့လက်ထက်ပွဲချင်းပါဖို့ဖြစ်လာပါတယ်ဒီလိုနဲ့အချိန်တိုင်းတာတစ်ခုကြာမြင့်လာပြီးတဲ့နောက်သူတို့ဇာတိမျိုးနဲ့မနီမဝေစီမာတန်မျိုးစီပြောင်းသွားရပြီးသမီးလေးတယောက်မွေးပြီးတောင်ကြောင်းနေတဲ့အရွယ်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ နေစာတယောက်သမီးငယ်ကိုစာပြနေတော့အမေဖြစ်သူတီကဖုန်းဝင်လာလို့ကင်လိုက်တော့စီမော်ဒန်မျိုးစီတက္ကသိုလ်လာတက်မဲ့အငငယ်မရာနီကိုဘော်ရာဆောင်မှာထားအမစိတ်မချဖြစ်နေတဲ့မိခင်ကသမီးနဲ့အတူထားလို့ရရင်ကောင်းပါပဲလို့ညီးပြလာတော့ခင်မွန်းကလည်းရှိသေးတာမို့နေစာကအင်းနေနေဖြစ်သွားတာကြောင့်မပြောတင်တာတည်းပြောမိသွားတာပဲဆိုပြီးမိခင်ကစိတ်ထမ်းမထားဖို့ပြောသွားပါတယ်။ ညရောက်တော့နေလကရောက်ကမကြီးကဖုန်းခေါ်ပြီးဘာဒီပြောသတာလဲလို့ဇနီးဖြစ်သူကိုမေးခွန်းထုတ်တော့ညီမဖြစ်သူရာနီကိုဘော်ရောဆောင်မှာထားအမအမေကစိတ်မကြဖြစ်နေကြောင်းပြောကာသူတို့နဲ့ခဏလောက်ဖြစ်ဖြစ်အတူထားလို့ရမလားခွင့်တောင်းလာတော့ရာနီကတစိမ့်မဟုတ်တာမို့မိမသဘောလို့ဆိုပါတယ်ဖယန်းပြောသွားတဲ့နီစာကတော့ရှင်းလို့ခင်ပုန်းကိုရထားတာကံအကောင်းဆုံးပဲလို့မြောက်ပင်ပြီးအပြိုအရွယ်ရောက်နေပြီဖြစ်တဲ့ရာနီကိုအမအိမ်ကိုရောက်ရင်ပြဿနာမရှာပဲအေးစေးနေဖို့မိခင်ဖြစ်သူကမာနေပါတယ် ဒီလိုနဲ့ရာနီကိုနေစာတို့မိသားစုကလာခေါ်သွားကြပြီးညီမဖြစ်သူအတွက်တည်တည်ချာချာစီစဉ်ပေးထားတဲ့အခန်းကိုပြကအပြင်နေတိတ်မတော်ဘူးနဲ့ဒီမျိုးကယောက်ျားလေးတွေကရမ်းဆိုးတယ်လို့သတိပေးပါတယ်။အားရစာတင်နေတဲ့အကြောင်းကိုရာနီကတက်ရမှာဖြစ်ပြီးမနဲ့ចောင်းသွားတော့မဲ့ညီမဖြစ်သူကိုနေစာကအနေရကင်းလက်ပတ်လေးပတ်ပေးကနေတိုင်းအားရနဲ့ပဲចောင်းကိုအတူလိုက်သွားဖို့မှာပါတယ်။နေစာကတော့တမီးဖြစ်သူကိုចောင်းဖို့ရင်တငယ်ချင်းဖြစ်သူမန္တာနဲ့ရှယ်ယာဖွင့်ထားတဲ့ကိစ္စိုင်လေးစီရောက်လာတော့ရာနီကိုနေဝင်ပေးလို့အခုလိုသဘောမနှောကောင်းတဲ့ခင်မို့ကိုရထားတာ တော်တော်ကံကောင်းတာပဲလို့မန္တာကပြောနေပါတယ်။ ဒီလိုနဲ့ရက်အနှဲငယ်ကြာပြီးတဲ့နောက်တ냐မှာအာရိကတရင်တို့ရေထားတော့နေတော့ခေါင်းစီမစီထားပဲပေါ့ပေါ့ပါပါဝှစ်ဆင်ထားတဲ့ရာနီကဘသူမှမရှိဘူးအထင်နဲ့ထွက်လာတဲ့အချိန်ရေတောက်နေတဲ့အာရိနဲ့တွေ့ပြီးအထဲကိုဝင်ပြေးသွားပါတယ်တောင်းနေတဲ့ရေပါမောက်ကြမတက်ဖြစ်သွားတဲ့အာရိကအခန်းထဲကိုပြန်ဝင်လာပြီးအင်းကြီးလဲနေတာမို့နီစာကမိကုန်ထုတ်တော့မိဘကြောင့်ထဲမှာခေါင်းသီးမိုးထားတဲ့ရာနီကိုတွေ့လိုက်လို့လန့်ပြီးအင်းကြီးရေစိုးသွားကြောင်ပြောပြတဲ့အခါနောက်ရမညမဖြစ်သူကိုအခန်းထဲကထွက်တိုင်းခေါင်းသီးဝတ်ဖို့မဖြစ်မနေမှားထားရအောင်မယ်လို့ဆိုပါတယ် နောက်နေ့ရောက်တော့ညာကကိစ္စညမဖြစ်သူကိုမေးခွန်းထုတ်တဲ့အခါရာနီကတောင်းပန်နေတာကြောင့်နောက်ခါခေါင်းစည်းမိုးဖေအပြင်မထွက်တော့ဖို့မှာပါလေ။တည့်ရဲ့အကြောင်းအကန်ထဲမှာရာနီကတကယ်ချင်းနေတဲ့စကားပြောရင်းမှုစားနေကြတော့ရန်ဆိုတဲ့ကောင်လေးတယောက်ကကိုထီလျောက်ပါကြီးတက်တက်လေးလာလုံနေတော့အားလုံးကအရှက်ခွဲဖို့ဖုန်းနေတဲ့ဗီဒီယိုဝိုင်းရိုက်ကြတာကြောင့်အခဲမကြီးတဲ့ပုံစံနဲ့ထွက်သွားတော့ကိုအပေါ်ရက်ကအာရိကလည်းလမ်းမြင်နေရပါလေ။ ညရောက်တော့မိသားစုလိုက်မှုသွားစားကြရင်နေလကအเจ้าမာရန်ဆိုတဲ့ကောင်လေးနဲ့ဘာတွေဖြစ်နေကြတာလဲလို့အာရိကမေးတဲ့အခါဒီတိုင်းလာကြောင်းနေတာဖြစ်ကြောင်းရာနီကပြန်ပြေတော့အဲဒီကောင်လေးကအเจ้าဥခရရဲ့တူဖြစ်နေတာကြောင့်နည်းနည်းပြဿနာရှိလို့တခုခုသူ့ကိုလာပြောလို့ဆိုပါတယ်ရာနီရောသူ့အမကဒီလိုခင်ဖို့မျိုးရထားတာအရန်ကန်ကောင်းတာပဲလို့တွင်းရင်မင်တက်နေတော့ဒီစားထားတော့မယ်ဆိုအာရီလိုလူကောင်းကိုပဲရအောင်ရှာဆိုတဲ့နီစာရဲ့စကားကြောင့်ပြုံးသာပြလိုက်ပြီးခဲဥဖြစ်သူကိုငေးမိနေလိုက်ပါတယ် နောက်တည့်ရအိမ်ထဲမှာတယောက်တည်းရှိနေတဲ့ဓာဏီတယောက်ရေချိုးနေရင်ရေပန်းခလုတ်ကပြတ်သွားတာမို့အပြင်မှာလည်းဘယ်သူမှမရှိတာနဲ့သူမလေးရဲ့အခန်းထဲကရေချိုးကန်းကိုသွားချိုးနေလိုက်ပါတယ်အဲ့ဒီချိန်အိပ်ပျော်နေတဲ့သမီးငယ်ကိုတောင်းဝကြိုပြီးပြန်လာတဲ့အာရီနဲ့ရေချိုးကန်းကနေထွက်လာတဲ့ရာနီတို့တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ကြပြီးမို့ကာမလီကတော့အခန်းထဲဝင်ပြေးသွားပါတယ်။အနေအလုံးအတွေးကိုစီနဲ့ဖြစ်နေချိန်နီဆာကအလောက်ကနေပြန်ရောက်လာပြီးရေပန်းခလုတ်ပြတ်သွားကြောင်းရာနီကအမားဖြစ်သူကိုခေါ်ပြတော့အာရီကိုလာပြန်ခိုင်းလိုက်မယ်လို့ဆိုပါတယ်။ ညာရောက်တော့ရာနီကလည်းအိတ်မရအာရီကလည်းအိတ်လို့မရနဲ့အတွေးနဲ့လွန်ဖြစ်နေကြပြီးနောက်တည့်ရက်ចောင်းကစာကြည့်တိုက်ပိတ်ခါနေရာနီတယောက်တည်းစာအုပ်ဝင်ရှာနေတော့မိတွေအားလုံးပိတ်သွားလို့အပြင်ထွက်မယ်လို့ចောင်းဥခရာရဲ့တူတို့အဖွဲကရုံမှာဖို့ကြံစီနေချိန်ကံကောင်းခြင်းတော့အာရီကပါစာကြည့်တိုက်ကိုလာတဲ့အချိန်ဖြစ်နေတာကြောင့်ရုံရင်စံကဖြစ်နေတဲ့အတန်တွေပါကြားလိုက်ရပါတယ် အဲ့ဒါနဲ့အထဲကိုဝင်လာတဲ့အာရိကကျောင်းဥခရာရဲ့တူတို့အဖွဲ့နဲ့ထိုးကြကြိတ်ကြပြီးရာနီကတော့ကျောင်းအလန့်အားနဲ့မိုးရွာကြီးနဲ့ထွက်ပြေးသွားတော့မို့နောက်ကလိုက်ခါဘာမှမကြောက်တော့ဘူးသတိပေးရင်ကားပေါ်ခေါ်လာတော့အသေးအံငိုနေတာကြောင့်ဖက်ပြီးနှစ်သိမ့်ပေးချိန်ရာနီကမော့ကြည့်လိုက်တာနဲ့နမ်းမိမလို့ဖြစ်သွားပါလေအစားတဲကစိတ်ထဲကလိကလိဖြစ်နေကြတဲ့သူတို့နှစ်ယောက်စကားတခုမှမပြောတော့ဘဲတိတ်ဆိတ်စွာအိမ်မြန်ရောက်လာကြပြီးနောက်ဒဂလုံးဆူရှဲနေကြလို့ဒီစားကမေးခွန်းထုတ်နေတာကြောင့်ရာနီကဘာမှပြန်မပြေဘဲအခန်းထဲကိုရှက်ရှက်နဲ့ဝင်သွားပြီးအာရိကဖြစ်စဉ်အကုန်ရှင်းပြပါလေ လိမ်ပိုင်းဆိုင်ရာစော်ကားဖို့ကြံစီတဲ့ဂျာဥခရရဲ့ဒူရူအဖွဲ့ကိုတော့ဥပဒေတိုင်ဆောင်ရွက်လိုက်ကြပြီးနောက်တည့်ရက်ရာနီမရှိတော့အခန်းထဲမှာပြတ်နေတဲ့ရေပန်းခလုတ်ကိုအာရိကဝင်ပြင်ပေးနေချိန်အိမ်ကူအဖွားကထမင်းဟင်းနဲ့အကုန်ချက်ပြီးပြီမို့အိမ်ပြန်တော့မယ်ဖြစ်ကြောင်းခွင်တောင်းသွားပြီးရာနီကအကြောင်းအနေပြန်ရောက်လာပါတယ်ဒီကြိုကနေကအာရိကိုအမကတခြားဝင်တရားကိစ္စလေးရှိလို့နှောက်ကြမယ်ဆိုတာမှားလိုက်ကြောင်းရာနီကလမ်းပြောပြနေတော့ခလုတ်ပြန်တက်ပြီးလို့စမ်းကြည့်လိုက်ချင်းရေပိုက်ကပြုတ်ထွက်သွားတာမို့ပိတ်လို့မရဖြစ်နေတာကြောင့်ရာနီကပါလာကူပင်းရင်နှစ်ယောက်သားဆူဆွဲကုန်ပါတယ် ရေးပေးလို့ရသွားပြီမို့အပြင်ပြန်ထွက်တော့မယ့်ရာနီကအောက်ကရှောသွားချိန်ဆွဲဖက်လိုက်တဲ့အာရင်းနဲ့အရင်တည်းကစိတ်ထဲမယိုးမယားဖြစ်နေကြတဲ့နေရောက်သားဇလန်းတွေစာကုန်ကြပြီဖြစ်ပါလေအလုတ်တွေစူးစမ်းနေတဲ့နီစာကတော့မန္တရဲ့အသည့်အတော်တယောက်ကစီမာရံမျိုးနဲ့တိတ်မဝေးတဲ့မျိုးနဲ့တခုမှအိမ်အလို့ရှိတာကြောင့်ဆိုင်ခွဲဖွင့်ဖို့စိတ်ဝင်စားလာမင်းနေချိန်တစ်ဖက်ကအာရီကခင်မဖြစ်သူကိုအတန်းကျွင်နေပြီးပြီမို့အိမ်ကိုတူပြန်ဖို့ခေါ်ရင်ပြန်လာကြတော့ဟိုတယ်တခုအရှိမရက်လိုက်တာကြောင့်မင်းကိုထုတ်နေတဲ့ရာနီကိုမင်းအစီမပြေရင်အိမ်ပြန်လိုက်ပါမယ်လို့အထာနဲ့ပြောလိုက်တော့ရာနီကပါအိမ်မပြန်ဖို့တားပါတယ် ဒီလိုနဲ့ရုပ်ဖြတ်ပြီးအခန်းယူလာတဲ့အာရိတ်ကနောက်3မိနစ်လောက်နေရင်နောက်ကလိုက်လာဖို့မာထားခဲ့ပြီးခွေးဆက်တွေခင်းကုန်ကြပြီဖြစ်ပါတယ်ညရောက်တော့ဆိုင်ခွဲဖွင့်ရမှာမဟုတ်ပျော်နေတဲ့နေစာကသူ့ဆိုင်အစ်တစ်ကိုကော်ဖီဆိုင်ပုံစံဖွင့်မှာဖြစ်ပြီးကဲ့အပြင်တောက်စရာတွေပါရောင်းမှာဖြစ်ပေမဲ့တခုစိတ်ပူတာကဆိုင်အစ်တစ်ဖွင့်မဲ့မြို့ကိုမကြာခဏသွားနေရမှာဖြစ်ကြောင်းပြောလာတော့ဒီလိုဆိုင်ခွဲတွေရှိဖို့ကမင်းအိမ်မက်ဖြစ်တာမို့မိသားစုအတွက်ဘာမှစိတ်မပူပဲအခွင့်အရေးကိုလက်မလွတ်ဖို့အကြံစိုးတဲ့အားရိတ်ကတော့တိုက်တွန်းပါတယ် ဒီလိုနဲ့ဆိုင်သိပ်ဖွင့်မဲ့မြို့ကိုသွားရမယ့်နေ့မှာဒီကနေ့ဆို3နာရီလောက်ပဲမောင်းရမှာမို့အရိယာရဲ့ဆိုဖေဖေနဲ့လာလေဖို့ရတဲ့အတွက်ကြောင့်တမင်းငယ်ကိုနှစ်သိမ့်နေတဲ့နီဆာကရာနီကိုလည်းခဲဝင်ကြီးကိုဂိယူဆိုင်ဖို့ဘူးမသိဘာမသိတွေမာနေရှာပါလေသူတို့တို့ကမဟာခွန်ရေးကြီးဖြစ်သွားတဲ့အာရီတိုကတော့တမင်းငယ်လေးကိုတိတ်ပြီးတဲ့အချိန်တိုင်းခွေးဆက်ခင်းနေကြပြီးနီဆာကတော့အလဲပြန်လာလိုက်ဆိုင်ကိုပြန်သွားလိုက်နေပဲအလုရှုပ်နေရှာပါလေအကြံကြီးတဲ့ခင်မဖြစ်သူကအာရီရဲ့ဖုန်းထဲမှာကွန်တက်မှတ်ထားတဲ့သူမရဲ့နာမည်ကိုအเจ้าကလှုပ်ဖို့ခိုင်းမဲ့ဆရာတယောက်ဖြစ်တဲ့ဂျွန်နယ်ရီရဲ့နာမည်ပြောင်းမှတ်ပေးထားလိုက်ပါလေ အဲဒီလိုအာရီတို့လင်မယားရဲ့ဂရင်းပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေကြပြီးညာဤအချိန်မှာအလဲပြန်ရောက်လာတဲ့နေစာကအော်ဘီနှုတ်ဆက်လိုက်ပေမဲ့တိတ်ဆိတ်နေကြတာကြောင့်စိတ်ထဲနည်းနည်းထင့်သွားပြီးသူတို့ခန်းထဲဝင်မဲ့အလို့တမင်းငယ်ရဲ့အခန်းကနာယီကနှုတ်ဆက်တန်ကြီးထမြည်လာတာကြောင့်အဲဒီကိုပဲအရင်သွားပြီးပိတ်ပေးလိုက်ပါတယ်ပြီးမှသူတို့အိတ်ခမ်းထဲဝင်လိုက်တဲ့အခါတယောက်တည်းနင်းနေချာချာအိပ်ပျော်ခြင်းနဲ့ရောင်ဆောင်နေတဲ့အာရိကိုမြင်လိုက်မှစိတ်ချသွားကသူတို့ကောင်းရောင်ဆောင်ထားတဲ့ခင်မုတ်ကိုအနမ်းအရင်ပေးပြီးအဝတ်သွားလဲဖို့လုပ်တော့ဂရင်အောက်ကနေထွက်လာတဲ့ရာနီကအခန်းပြင်ကိုတိတ်တိတ်လေးထွက်သွားပါတယ်။ တရက်နီဇာရုရဲ့ဇာတိမျိုးကဘာသာရေးပွဲတစ်ခုမှာအားလုံးဝိုင်းဖွဲ့ချက်ပြုတ်စားတောင်းနေကြတော့ဘော်ဒါတယောက်နဲ့စကားပြောနေသူအာရိအားအငဲမရာနီကဒစိမ့်သိမ့်ကြည့်ပြီးပြောနေတာကိုမိခင်ဖြစ်သူကလမ်းမြင့်တော့စိတ်ထဲတစ်မျိုးခံစားလိုက်ရပြီးနောက်မနေ့အစီမာတန်းကိုပြန်ကြတော့မဲ့သားသမီးတွေကိုအမေဖြစ်သူကနှုတ်ဆက်နေကရာနီကိုတော့သမီးကြီးအိမ်မှာသွားနေပြီးပြဿနာတစ်ခုခုဖြစ်မလာစေနဲ့လို့တတိထပ်ပေးလိုက်ပါတယ် တရက်ဆွေးနွေးဝဲရှိတယ်ဆိုတဲ့အာရိကနီစာနဲ့ဗီဒီယိုကောပြောရင်မစ္စတာဂျွန်နေဒီတို့လည်းဒီမှာရှိကြောင်းညာလိုက်ပြီးခဏကြာမှနီစာရဲ့ကိစ္စကိုဂျွန်နေဒီကရောက်လာတာကြောင့်အာရိနဲ့အတူတူကျောင်းကဆွေးနွေးဝဲမှာမဟုတ်ဘူးလားလို့မေးခွန်းထုတ်ပါတယ်ဂျူနီဒီကတော့သူနေတိတ်မကောင်းတာနဲ့အစိုးကြီးကပြန်ငယ်ချောင်းပြောပြတော့မလိန်ဘူးတဲ့ခင်မွန်းကဒီတခါတော့လိန်ပြောလာတာကြောင့်စိတ်ထဲတမျိုးဖြစ်သွားကအိမ်ပြန်ရောက်လာတော့အာရိကိုမေးခွန်းပြန်ထုတ်ကြည့်ပါလေ အဲ့ဒီအချိန်မှာခက်တီတီနဲ့အစားကတော့ဂျွန်နေဒီကဆွေးနွေးပွဲစီလာမယ်ပြောသွားပေမဲ့လစ်ပြီးပြန်သွားကြောင်းနဲ့အဲ့ဒီကိစ္စကိုကြာရောက်လာတဲ့ပေါ်လို့ကျောင်းတော်တော်နေလျှောက်ပြောတော့တာကြောင့်တခုခုတော့လွဲနေပြီလို့တွေးမိလိုက်ပါတယ်။နောက်တည့်ရက်သမီးငယ်ကိုကြောင်းကြိုပြီးပြန်လာတဲ့အားရိကကားဘိန်းဖာနေတော့မစ္စတာဂျွန်နေဒီလို့မှတ်ထားတဲ့ဖုန်းဝင်လာတာကြောင့်သမီးဖြစ်သူကကင်လိုက်တော့တစ်ဖက်ကရာနီကဖုန်းချပစ်လိုက်ပါတယ်။ညရောက်တော့နီစာတို့ TV ကြည့်နေကြတော့နေလကဦးလေးဂျွန်နေဒီစီကဖုန်းလာလို့ကင်လိုက်တော့မိန်းကလေးအတန်ကြီးထွက်လာကြောင်းသမီးငယ်ကပြောပြနေချိန်ရာနီကတော့ထထွက်သွားပြီးနားကြမ်းမာတာနေမှာပါလို့အာရိကထောက်ပြပါတယ် အစားလည်းကစိတ်ထဲတစ်ခုခုခံစားနေရတဲ့နီစာကပိုပြီးတန်တရားဝင်သွားပြီးအလုရောက်တော့မန္တာကိုခင်မုန်းဖြစ်သူကအချိုးတွေပြောင်းနေအောင်မကပဲသူမသိအောင်တခုခုလုံနေရလို့ခံစားနေရကြောင်းရင်းပွင့်ပါလေတငယ်ချင်းဖြစ်သူကတော့သူဆိုရင်ဖုန်းတို့ကားတို့ကိုတိတ်တိတ်လေးစစ်ကြည့်မယ်ဖြစ်ကြောင်းနဲ့အလုကိုလည်းအတိမပေးပဲလိုက်သွားကြည့်မယ်လို့အကြံပေးလာတာကြောင့်ညရောက်တော့တရင်တို့ကားတွေသွားစစ်ကြည့်ဖုန်းတွေယူစစ်ကြည့်တော့ဘာမှထူးထူးခြားခြားမတွေ့ရပဲနောက်တည့်ရက်အကြောင်းစီအတိမပေးပဲလိုက်သွားကြည့်ပါလေ တကယ်တော့အဲ့ဒီချိန်ကရာနီနဲ့အာရီတို့အကြောင်းကနေတိတ်တိတ်လေးပြန်ပြီးချစ်ချင်ညူတိတိတူရမယ့်အချိန်ဖြစ်တာကြောင့်တပတ်ကခင်မဖြစ်သူကတော့ဖုန်းနဲ့စွတ်ခေါ်နေရတဲ့မစ္စတာဂျွန်နယ်ဒီလို့မှတ်ထားတဲ့ဖုန်းကဆက်တိုက်လာနေတာကြောင့်စားပြီးမှပဲပြန်ခေါ်လိုက်မယ်လို့ပြောတဲ့ချိန်ဂျွန်နယ်ဒီကသူတို့စီရောက်ချလာပါတယ်။ဘာလို့ဖုန်းနဲ့စွတ်ခေါ်နေရလဲလို့ခက်တီတီနဲ့အယူွက်တွေနင်းပြီးတောင်တောင်ဖြစ်နေတဲ့ဂျွန်နယ်ဒီဘက်ကစကားပြန်ပြောခွင့်မရအောင်ဆိုင်နာရီရောမဆိုင်နာရီရောစွတ်ပြောနေတဲ့အာရီကိုမူမမနာတေးချနေပါပြီလို့နီစာကကောက်ချက်ချပါတယ်။ ရာနီကိုတော့သူ့ဘော်နီစာကတန်တရားရှိနေပြီမို့အနေထိုင်ဆင်ကျင်ကြမယ်လို့ဆိုတော့အရာဘောကကိစ္စအထွက်ပဲသူ့ကိုအသုံးချတာလားလို့အမားဖြစ်သူရဲ့ယောက်ျားကိုအပိုင်ချန်ထားတဲ့ရာနီကမင်းကုန်ထုတ်တဲ့အခါအဲ့လိုတခါမှမတွေးဘူးလို့နဲ့သိမ့်ပါတယ်ရောက်တော့ကျောင်းကရေးဖို့အစည်းအဝေးတစ်ခုကြောင့်ဟိုတယ်ကိုသွားရရမယ်ဆိုတဲ့အားရီကိုဟိုတယ်နာမည်ကိုမသိမသာမေးပြီးမနေ့ရောက်မှရင်တထိတ်ထိတ်နဲ့ခင်မိုးကိုအတိမပေးပဲနီစာကနောက်ကနေလိုက်လာကရက်ဆက်ရှင်မှာအားရီနာမည်နဲ့ဧည့်သည်ရှိလားဆိုတော့အဲ့ဒီနာမည်နဲ့ဧည့်သည်မရှိဘူးလို့ဆိုပါတယ် နောက်ထပ်မစ္စတာဂျူနယ်ရီရဲ့နာမည်ကရောလို့မေးနေချိန်အာရီနဲ့ဂျူနယ်ရီတို့ကနောက်ကရောက်လာကြတာကြောင့်တကယ်အစည်းအဝေးရှိတာပဲဆိုပြီးနေစာတယောက်အခုမှစိတ်အေးသွားရပါတယ်တရင်ကောင်းရှိတယ်ဆိုတဲ့အာရိကဇနီးဖြစ်သူကိုဗရိတ်ဖက်စားဖို့ခေါ်သွားပြီးကျောင်းကသူ့ကိုပညာရေးဌာနမှုဖြစ်ယာရုတိုးလိုက်ပြီးဖြစ်ကြောင်းနဲ့ဂျာတဲ့ဒီကိစ္စတွေလုံးဝနေရတာကြောင့်သူ့ဘက်ကတခုခုပြောင်းလဲသလိုဖြစ်နေရင်တောင်းပန်ပါတယ်လို့ဆိုတော့ခင်မွန်းဖြစ်သူအပေါ်မထင်သင့်တာတွေထင်မိကုန်ပြီလို့တွေးနေတဲ့နီစာတယောက်မျက်ရည်တွေနဲ့ပြန်တောင်းပန်လာပါတယ် အဲဒီလိုကျောင်းကယာတုတို့ပေးမဲ့ကိစ္စနဲ့ရောပြီးတန်တရားဝင်နေတဲ့နီစာကိုအယူလုပ်ဖို့ကျောင်းအစည်းအဝေးကိုဟိုတယ်မှာမရရအောင်လှုပ်ဆိုပြီးရီနာကအကြံပေးထားတာဖြစ်ပါတယ်။အဲဒါကိုဘူမတိဘာမတိနဲ့နီစာတယောက်ခင်မုန်းကိုအထင်လွဲမိနေတာလို့ဆိုကညီမဖြစ်သူကိုသွားယင်ဖွင့်နေပြီးနောက်မှခွေးဆက်ခင်းနေကြတဲ့အာရီတို့ကတော့သူတို့ဆင်လိုက်တဲ့ဂွင်ထဲကိုအယားမိဝင်သွားကြောင်းပြောကပြောနေကြပါတယ်။တေးရဆိုင်ခွဲဖွင့်ထားတဲ့မြို့ကနေပြန်လာတဲ့နီစာကတမီးငယ်ကိုကျောင်းဝင်ကြိုးဖို့စီစဉ်ထားပြီးမဲ့မမီနိုင်တော့တာကြောင့်ခင်မိုးကိုဖုံးဆက်ကကြိုခိုင်းဖို့လုပ်ပြီးမဲ့ဖုံးမကင်နေတာမို့ရာနီစီထောက်ခေါ်ကြည့်လိုက်ပါတယ် ဟုံးကင်လာတဲ့ရာနီကိုတော့နင်ခဲအိုကိုရှာပြီးအရေးကြီးလို့ဖုံးပြန်ဆက်ခိုင်းပေးဖို့တွားပြောခိုင်းနေချိန်တစ်ဖက်ကသူတို့နှစ်ယောက်ကတော့ဟိုတယ်မှာတာယာနေကြတာဖြစ်ပါလေ။ ခဏနေမှာဖုန်းကြံဆက်လာတဲ့အာရိတ်ကိုလမ်းမှာကားတွေအရန်ပိတ်နေရကြောင်းတမင်းငယ်ကိုတွားကြိုပေးဖို့ပြောတော့နောက်တန်းတစ်ခုတော့ကြံသေးပေမဲ့အတန်းကိုဖြတ်ပြီးတွားကြိုပေးမယ်လို့ဆိုလာတာမို့ခင်ပွဲရဲ့အလုပ်ပြတ်မှဆိုးတဲ့နီစာကမန္တာကိုပဲတွားကြိုခိုင်းလိုက်တော့မယ်လို့ပြောပြီးနောက်ဖုန်းချတဲ့ခလုတ်ကိုချော်နှိမ့်မိသွားတဲ့အာရိတ်ရဲ့ဘက်ကအခုမိမကိုကြာချစ်တယ်လို့အမြဲပြောပြီးသူ့ကိုကြာဘာလို့မပြောတာလဲဆိုတဲ့မိန်းကလေးရဲ့အတန်းကိုကြားလို့ record ဖမ်းပြီးဆက်နားထောင်ကြည့်တော့ရာနီလေးကိုလည်းအရန်ချစ်ပါတယ်ဗျာဆိုတဲ့လူရုံမကြီးရဲ့အတန်းကိုကွင်းကွင်းကွက်ကွက်ကြီးကြားလိုက်ရတာမို့လုံးဝဆွမ်းအားသွားရပါတယ် တခြားမိန်းကလေးတယောက်နဲ့ဖောက်ပြန်ရင်တောင်းနည်းနည်းကြားကောင်းဦးမယ်ဆိုပေမဲ့အခုခင်မူးဖြစ်သူနဲ့ဖောက်ပြန်နေတဲ့သူကသူညမအရင်ခောက်ခောက်ကြီးကိုယ်တိုင်ဖြစ်နေတာကိုတီသွားရတဲ့နီစာတယောက်ခုထိမချသေးတဲ့ဘုံတွေကအတန်းတွေကိုဆန်နာထောင်ဖို့အင်အားမရှိတော့ပါဘူး။ အိမ်မြန်လမ်းမှာတော့ယူကျုံမရငိုကျွင်းရင်ညနေခက်တီတီနဲ့ပြန်ရောက်လာတဲ့အားရီကိုမျက်ရည်တွေနဲ့ကြိုဆောင်နေနေတဲ့နီစာကပြီးပြည့်စုံတဲ့မုံတိုင်းဆိုတာတတိမပေးပဲဝင်လာတဲ့ကြောင်းတငယ်ချင်းဖြစ်သူမန္တာကပြောပြဘူးကြောင်းနဲ့တမိငယ်လေးအတွက်ဖားခင်ကောင်းတယောက်သူ့အတွက်ခင်မုန်းကောင်းတယောက်နဲ့ရီနာအတွက်ခဲဟုတ်ကောင်းတယောက်လို့ဟန်ဆောင်ကောင်းခဲ့တာပဲဆိုတော့ဘာတွေပြောနေတာလဲလို့ယူကျင်အောင်ဆောင်နေတဲ့လူယုံမကိုသူတို့ရဲ့ခွေးဆက်ခင်းနေတဲ့အတန်ပိုင်းကိုဖွင့်ပြလိုက်ပါတယ် တလောကလုံးမှာဖောက်ပြန်လို့ရတဲ့မိန်းမတွေအများကြီးရှိပေမဲ့ဘာကြောင့်သူ့ရဲ့သွေးသားအရင်ဖြစ်တဲ့ရာနီထဲမှာဖောက်ပြန်ရတာလဲလို့မိကုံထုတ်နေမိပြီးမိနေရီမှာခွေးဆက်ခင်းခဲ့ကြတာလဲလို့ဆိုကတအိမ်လုံးကိုလိုက်ဖြတ်စည်းနေရင်သူတို့အခန်းမရောက်လာလို့တောင်းရနေချိန်ညီမဖြစ်သူចောင်းစားတက်မဲ့အချိန်ကပတ်ပေးခဲ့တဲ့အန်ဒီယကင်းလက်ပတ်လေးသူတို့အိယာကြားကနေပြုတ်ကြလာတာကိုမြင်လိုက်ရပါတယ် အယုတ်ကျိုးပြငိုကျွေးနေတဲ့နေစာတယောက်ပြောစရာစကားတောင်မရှိတော့ပဲအိမ်ကနေထွက်သွားလိုက်ပြီးအမိငယ်ကိုမန္တာရဲ့စီပို့ထားခဲ့ကမိခင်ရှိတဲ့မြို့လေးစီပြန်လာတော့အမေဖြစ်သူကိုတရိယာလို့ပြန်ရောက်နေတဲ့ရာနီကအမေကိုလွမ်းလို့လိုက်လာတာလားလို့မိကုံထုတ်ပါတယ် သူ့အိမ်မိုးတောင်ခေါ်တင်ပြီးတက်နိုင်တာတွေအကုန်လုံးလှုပ်ဝေးခဲ့ပေမဲ့နေကတော့ဒီလိုပြန်ပေးဆက်လိုက်တယ်ပေါ့လေလို့နေစာကအရင်မေးကအာရိကငါရဲ့ခင်မိုးလက်ဖြစ်နင်သိချေပါလဲဆိုတဲ့နင့်တူမလေးရဲ့ဖခင်ဖြစ်နေတာတောင်ဘလို့စိတ်နဲ့အတူအိမ်နိုင်ခဲ့တာလဲလို့나ကြီးဘူးအပြည့်နဲ့မင်းကိုထုတ်နေတဲ့နေစာကိုအမသာဇနီးကောင်းပြီးသားရင်သူ့ဖောက်ပြန်မမလားလို့အချက်မရှိပြန်မေးနေချိန်အပြင်ကနေပြန်လာတဲ့မိခင်ကသူ့ဆိုးရနေတဲ့အတိုင်းတကယ်ဖြစ်နေပြီပေါ့လို့မျက်ရည်တွေနဲ့ဆိုလာပါတယ် ဖယားတောင်တက်လာမိတဲ့မိခင်ကဒီပြဿနာတွေအလုံးသူ့ကြောင့်ဖြစ်ရတာပါဆိုပြီးနီးစာကိုအရင်တောင်းမှကသမီးအမကသမီးဘော်အရန်ချစ်တာကြောင့်ကုညီတာကလွဲပြီးဘာအပြစ်တွေများလုပ်ခဲ့ပြီလို့ဒီလောက်ရက်ဆက်နိုင်တာလဲရာနီကိုမေးခွန်းထုတ်တော့သူ့မားကိုနောင်တမရတဲ့အပြင်သူ့ကိုလွတ်လွတ်လပ်လပ်နေခွင့်မပေးပဲနီးစာရဲ့လက်အောက်မှာပဲနေခဲ့ခိုင်းလို့ဆိုပြီးမိခင်ကတောင်အပြစ်ပြန်တင်လာတာမို့မြမနဲ့ရောက်အပြန်လန်အချင်းများနေကြချင်းအမေဖြစ်သူကမူလဲသွားပါတယ်ဒီလိုနဲ့အေးဘော်စေယုံပို့လိုက်ရပြီးနောက်အုံနောက်ညာဘက်ချမ်းကသွေးလွန်ထားတာမို့ချက်ချင်းခွဲဆိတ်ရမှဖြစ်ပြီးမညာအနေငယ်တော့ဒီကိုက်နိုင်တဲ့တို့ဒေါက်တာကဆိုပါတယ် တဖက်ကမန္တာစီပို့ထားတဲ့သမီးငယ်ကိုတော့အာရိကပြန်ခေါ်လာခဲ့ကစေယုံကိုလိုက်လာကြပြီးခွဲစိတ်မှုပြီးသွားလို့တတိပြန်ရလာတဲ့မိခင်ကနီစာကိုတော့တွေ့ပြီးရာနီကိုမတွေ့လို့အနာခေါ်ကမညံ့နှဲငယ်ချိုရင်းသွားတာကြောင့်အမအိမ်မှာနေရတာအဆင်ပြေလာလို့မိကုံထုတ်နေတော့မျက်နှာပြက်ကုန်ပါတယ်။အမေစေယုံစင်းရင်သမီးတို့နှစ်ယောက်လုံးနဲ့အတူလိုက်နေခြင်းနဲ့ဆိုလို့စီမာရံမျိုးကိုခေါ်လာခဲ့လိုက်ပြီးသူ့ကိုပဲချင်းဒီအခုလို့အဖမ်းမလုပ်ဘဲနေပါလဲဆိုတဲ့အာရိကိုဘာရင်များထပ်ဖြစ်ချင်သေးတာလဲလို့ပြန်မိကုံထုတ်လိုက်တဲ့နီစာကအမေကြောင့်သာမဟုတ်ရင်ဒီအိမ်ကိုခြေချရမယ်မထင်နဲ့လို့ဆိုသွားပါတယ်။ နေစာရဲ့ကိစ္စလေးကတော့အရန်နမယ်ရလာပြီးသူငါပေါ်ဒီလိုလုံးရနိုင်တာဟာသူ့ဘက်ကဆိုင်တစ်ဖက်နဲ့အရန်လှုပ်ရှုပ်သွားပြီးပြေထားလိုက်ပြီလို့လားဆိုတဲ့နေစာအားအဲ့ဒီလူယုံမှဒီလိုလုံးနိုင်တာကနင်းအလုပ်ကျိုးသားတာနေနဲ့မဆိုင်ပဲသူကောက်ကိုအဲ့ဒီလိုအောက်တန်းကျတဲ့သူဖြစ်လို့ခေါင်းထဲကထုတ်ပြစ်လိုက်ဖို့ပဲမှန်တာကမှားပါတယ်ကြောင်လာကြတာနောက်ကြလို့စောင်းနေရှာတဲ့တမိငယ်လေးကလာကြတဲ့အားရိကိုမိမိကဘာလို့တစ်ချိန်လုံးငိုနေရတာလဲလို့မေးခွန်းထုတ်နေပြီးမိမိကိုဖေဖေကပဲအမဲရည်အောင်လှုပ်ပေးနေကြမို့အဘိစကာသွားပြောလိုက်အောင်လို့ဆိုလာပါတယ် အားရကတော့တရက်ကြမေမေရောဖေဖေရောတမိကိုကမ်းကြီးလိုက်ဖို့ပေးမယ်ဖြစ်ကြောင်းတမိငယ်အားဂရိပေးလိုက်ပြီးနောက်တနေ့မိခင်ရဲ့အခန်းထဲမှာရှိတဲ့နီစာကရာနီအန်နေတဲ့အတန်ကိုကြားလို့သွားကြည့်ချင်အားရကပါလာကြည့်တာကြောင့်နင်ကိုဝင်ရှိနေတာလားလို့အမဖြစ်သူကအန်အော်ဒဂျီမေကွန်ထုတ်ပါတယ်မြေကြီးနေတဲ့ဒီစားကနင်းလို့မကောင်းဆိုးဝါးကောင်ကမိသားစုဘွားကိုဖျက်ဆီးရုံသာမကပဲရာနီဘွားကိုလည်းဖျက်ဆီးခဲ့တာပဲလို့나ជីဘူးအပြည့်နဲ့ပြောနေကြ။နားမလဲတဲ့အငယ်မကလည်းအခုမှခွင့်လွှတ်ပေးဖို့အမားဖြစ်သူကိုတောင်းပန်နေပါတယ်။ အဲ့ဒီလိုရုံရင်ဆက်ကဖြစ်နေကြချိန်နောက်ကနေရောက်လာတဲ့မိခင်ကသမီးတို့ညီမတွေရံမဖြစ်ပါနဲ့လို့အတန်ညံ့ညံ့လေးနဲ့ထက်ခတလဲလဲတတိပေးရင်ငြိမ့်သက်သွားခဲ့ပြီဖြစ်ပါတယ်အပူပေါ်အပူထက်နေတဲ့နီစာတို့လည်းအားကုန်ငိုကြွေးလိုက်ကြပြီးနောက်မိခင်ရဲ့ဇာပနာအပြီးနီစာကသမီးငယ်ကိုခေါ်လာတော့သူ့အဖေလူယုံမစီပြေးသွားကအိမ်ကိုပြန်လိုက်ခဲ့ဖို့ထက်ခတလဲလဲတောင်းဆိုနေပါတယ် သူမသူတိတဲ့အာရစ်ကလည်းမေမေနဲ့အရင်လိုက်သွားဖို့နဲ့သူကနောက်ကနေလိုက်လာမှဖြစ်ကြောင်းညာပြောပေမဲ့အတူတူပြန်မဲဆိုတဲ့သမီးငယ်အားနီစာကလာဆွဲခုံနေတာကိုတိပင်းအကွဲကလမ်းကြည့်နေတဲ့ရာနီကတာယာနေတဲ့မိသားစုလေးကိုသူဖြတ်စည်းလိုက်မိပြီဖြစ်ကြောင်းအသိဝင်လာပါတယ်။ဘလို့မှရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အိမ်တော်ကြီးတခုကိုအဲ့ဒီနေ့မှပဲအပီးတိုင်အဆုံးသတ်ထားခဲ့ပြီးလူရုံးမှာအာရစ်ရဲ့သတင်းတွေကိုကြားတော့တဲ့အကြောင်းကလည်းအလောက်ကနေရက်ဆိုင်လိုက်ပါတယ်။ ာနီကတော့အာနေနဲ့ရတဲ့ကိုဝင်းကိုအထွတ်ဆောင်းသွားရိုက်နေချိန်အတော်လေးအောင်မြင်နေတဲ့နီစာရဲ့ဆိုင်လေးကလူတွေမပြတ်တမ်းအားပေးနေကြပြီးတမင်းငယ်လေးအားဟာခင်ဖြစ်သူဂရိပေးခဲ့မှုတဲ့ကန်းကြီးလိုက်ဖို့မဲဆိုတဲ့စကားကိုနီစာတယောက်တည်းကပဲဖြည့်သီးပေးရင်ဇလန်လေးလည်းပြီးဆုံးခဲ့ရပါတော့တယ်ခင်ဗျာ